မင်္ဂလာပါရှင်။မတ်လ17ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းတွေကတော့ရေလေကျွန်းဒေသကိုစစ်ကြောင်းထတ်ထိုးနေလို့ဒေသခံ2000ခန့်စစ်ရှောင်နေရတဲ့သတင်း။လောင်လုံးမြို့နယ်ကရဲစခန်းထွေအုပ်နဲ့စားရဖရုံတွေစီးနှင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်။ဆွစ်ဇာလန်ကမြန်မာစစ်ကောင်စီရဲ့ MOGE ကိုတန်းခတ်အရေးယူတဲ့အကြောင်းဒီသတင်းတွေတင်ဆက်ပေးပါမယ်ရှင်။မကွေးတိုင်းရေလေကျွန်းဒေသကကြေးရွာတွေကိုစစ်ကောင်စီတပ်ဟာဖေဖော်ဝါရီလကုန်ပိုင်းကစပြီးစစ်ကြောင်းထိုးနေတာကြောင့် အရတားပြည်သူ2000နီးပါးထွက်ပြေးနေရတယ်လို့ဒေသခံတွေပြောပါတယ်။ဖေဖော်ဝါရီ26ရက်ကစပြီးစစ်ကြောင်းထိုးရမှာအေယာဝတီမြို့နယ်ချင်းတွင်းမြစ်ဆောင်ရာရေလဲကျွန်းဒေသမှာရှိတဲ့မြေစွန်းတော်မလကာချံစင်ချေရာရွာသစ်ရွှေရှမ်းဒုခတိပစတဲ့ရွာတွေကဒေသခံတွေဟာထွက်ပြေးတိမ်းရှောင်နေရတာပါ။စစ်ရှောင်တွေထဲမှာလူတရာကန့်ဟာဝမ်းပြဝမ်းလျှောဖြစ်ပွားနေပြီးနာတာရှိဝေဒနာတွေလည်းပေါဝင်တာကြောင့် ကျမ်းမာရေးစောင့်ရှောက်မှုအတွက်ဆေးဝါးလိုအပ်ချက်ရှိတယ်လို့စစ်ဆောင်ကူညီရေးလှုပ်ဆောင်နေသူတဦးကအသိပေးပါတယ်စစ်ကောင်စီစစ်ကြောင်းဟာရေလဲကျွန်းဒေသရေစကြိုမြို့နယ်အပိုင်းတွေကတာကောင်ရွာမှာအထိုင်ချထားတယ်လို့သိရပါတယ်စစ်ကြောင်းထိုးခံရတဲ့ရွာတွေကမြောင်မြို့နယ်နဲ့ရေစကြိုမြို့နယ်အဆက်ကရွာတွေပါစစ်ကောင်စီစစ်ကြောင်းဟာတာကောင်ရွာကနေ မြောင်မြို့နယ်တဲကိုဝင်ရောက်ဖို့ကြိုးပမ်းပေမဲ့အထီးအခိုက်အများအပြားနဲ့ပြန်ဆုတ်နေရတယ်လို့မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနယ်လုံခြုံရေးအဖွဲ့ CDSOM အဖွဲ့ကောင်းဆောင်ကိုຫນွေဦးကအသိပေးထားပါတယ်။ဒီနေ့အထီးစစ်ရေးအခြေအနေကတော့စစ်ကောင်စီစစ်ကြောင်းဟာတာကောင်ရွာမှာပဲဆက်ရှိနေပေမဲ့ဒေသခံတွေကတော့ဆက်လက်တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ကိုຫນွေဦးကပြောပါတယ်။ စကိုင်းတိုင်းမန္တလေးတိုင်းတို့နဲ့ထိစပ်နေပြီးအေယာဝတီတိုင်းရေစကြိုမြို့နယ်တွေကရေလေကျွန်းဒေသကို အာနာသိန်းစစ်ကောင်စီတပ်ဟာမကြာခဏစစ်ကြောင်းထိုးလေရှိပြီးခြေရွာတွေကိုမီးတင်ရှို့ထားတွေပြုလုပ်ထားပါတယ်ရှင်။တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်ကရေစကန်ထွေအုပ်ရုံနဲ့ဆရဖရုံတွေကိုပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကစီးနင်းတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်၁၀ဦးထပ်မံတေဆုံးကြောင်းလောင်းလုံးမြို့နယ် PDU ကကွေတပ်ဖွဲ့ LLPDF ကထုတ်ပြန်ပါရယ် ပြီးခဲ့တဲ့ရက်ပိုင်းမတ်လ၈ရက်မနက်၆နာရီကစပြီးလောင်လုံးမြို့နယ်ရဲစခန်းထွေအုပ်ရုံဆက်ရဖာရုံးတို့ကို PDF ပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့တာပါတိုက်ပွဲကနေ့လယ်၁၂နာရီဝန်းကျင်အထိကြာမြင့်ခဲ့တယ်လို့သိရပါတယ်မတ်လ၈ရက်နေ့တိုက်ပွဲမှာဒဝဲခရိုင်တပ်ပေါင်းစုနဲ့ຫນွေဦးပြောက်ကြားတပ်ဖွဲ့ចောင်းသားတော်လှန်ရေးတပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအားလုံးဘေးကင်းစွာနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း LLPDF ကအသိပေးထားပါတယ် ။တဝဲခရိုင်တပ်ပေါင်းစုဆိုတာကတော့ NUG ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်တဝဲခရိုင်အမှတ်၁တပ်ရင်းအမှတ်၂တပ်ရင်းတဝဲလောင်းလုံးတရက်ချောင်းရေဖြူမြို့နယ်ပကဖရီပူးပေါင်းပြီး2024အောက်တိုဘာကဖွဲ့စည်းခဲ့တာပါ။အဲ့ဒီနောက်ပူးပေါင်းစစ်ရေးတွေဖော်ဆောင်နေတာဖြစ်ပါရဲ့ရှင်။အနာသိစကောင်စီထိန်းချုပ်ထားတဲ့မြမရှင်နန်နဲ့သဘာဝတံငွေလုပ်ငန်း MOGE ကိုဆွစ်ဇာလန်နိုင်ငံကတန်ခတ်ပိတ်ဆို့အရေးယူလိုက်တယ်လို့ မြန်မာစစ်တပ်ရဲ့လူအခွင့်အရေးချိုးဖောက်မှုတွေကိုဖော်ပြနေတဲ့ Justice for Myanmar JFM အဖွဲ့ကအသိပေးပါတယ်။ MOGE အပေါ်ဆွစ်ဇာလန်ရဲ့တန်ခတ်ပိတ်ဆို့မှုကစစ်ကောင်စီအတွက်နိုင်ငံခြားရန်ပုံငွေရှာဖွေပေးနေတဲ့ကဲပေါက်တစ်ခုကိုပိတ်ပင်ရမှာအရေးပါတယ်လို့ JFM ကဆိုပါတယ်။မြန်မာနိုင်ငံက MOGE ကိုတန်ခတ်ပိတ်ဆို့ဖို့ဆွစ်ဇာလန်ရဲ့ဆုံးဖြတ်ချက်ကိုကြိုးဆိုကြောင်းလဲ JFM ပြောရေးဆိုခွင့်ရှိသူမတ်ရတနာမောင်ကပြောပါရယ်ဆွစ်ဇာလန်ရဲ့ဒီအရေးယူမှုဟာ လေးနှစ်ကျော်ကြာအာဏာသိမ်းထားတဲ့စစ်အုပ်စုကိုဆန့်ကျင်ပြီးဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေတဲ့မြန်မာပြည်သူတွေနဲ့အတူတသားတည်းရှိကြောင်းသတင်းစကားပားလိုက်တာလို့လည်း JFM ကဖော်ပြပါတယ်။ပြီးတော့ကနေဒါ၊ဗြိတိန်နဲ့ဩစတြေးလျနိုင်ငံတွေအနေနဲ့လည်း MOGE ကိုတန်ခတ်ပိတ်ဆို့မှုတွေအလျင်အမြန်ပြုလုပ်ဖို့ JFM ကတောင်းဆိုလိုက်ပါတယ်။စစ်ကောင်စီရဲ့အချက်အလက်တွေအရရေနံနဲ့သဘာဝတန်ငွေကန်တာဟာနိုင်ငံသားဝင်ငွေအများဆုံးရရှိနေတဲ့ရင်းမြစ်တစ်ခုဖြစ်ပါတယ်။ စစ်တပ်ကအဲ့ဒီဝင်ငွေတွေနဲ့စစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်လိုအပ်တဲ့စစ်လက်နက်တွေလေရင်စီတွေဝယ်ယူရမှာအသုံးပြုနေတယ်လို့ JFM ကဖော်ပြထားပါတယ်ရှင်။ People's Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင် မတ်လ17ရက်နေ့အတွက်တင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းဖြစ်ရပ်တွေကတော့ Trump အစိုးရရဲ့မူဝါဒတွေကြောင့်ကမ္ဘာ့ရှယ်ယာဈေးကွက်မှာထိခိုက်ကျဆင်းမှုတွေကြုံတွေ့လာနေတဲ့အကြောင်း USA ရဲ့ထောက်ပံ့ရေးစီမံကိန်း80ရာခိုင်နှုန်းကျော်ကို American ပယ်ဖျက်လိုက်တဲ့သတင်းလူမှုကွန်ရက်မီဒီယာ X စိုက်ဘာတိုက်ခိုက်မှုခံခဲ့ရတဲ့ဖြစ်စဉ်ဒါတွေကိုတင်ဆက်ပေးမှာပါ Trump ဟာသူ့ရဲ့အခွန်အစည်းကြမ်းမှုမြင့်တင်ရင်မူဝါဒတွေကြောင်း American မှာစီးပွားရေးကျဆင်းမှု ကြုံကောင်းကြုံနိုင်တယ်ဆိုတဲ့မှတ်ချက်စကားနဲ့အတူ American အာရှတို့အပါအဝင်ကမ္ဘာတလွှားကရှယ်ယာဈေးကွက်တွေမှာကျဆင်းမှုတွေကြုံတွေ့ခဲ့ရပါတယ်။ Trump ဟာသမရဖြစ်လာတဲ့ January လကစလို့တရုတ်၊ကနေဒါ၊မက္ကဆီကိုတို့အပေါ်ပြင်မှတ်ထားတဲ့သွင်းကုန်အခွန်အခတိုးမြှင့်စည်းကြမှုတွေကိုသတ်မှတ်ခဲ့သလိုနောက်ထပ်နိုင်ငံအများပြားကိုလည်းအလားတူမူဝါဒတွေနဲ့အခွန်တိုးကောက်ဖို့ပြင်ဆင်နေပါတယ်။ဒီလိုအခွန်စည်းကြမှုတွေမြှင့်တင်ခြင်းက အမေရိကန်ရဲ့ကုန်သွယ်ရေးလူငွေပြမှုတွေကိုရော့ကျစေပြီးပြည်တွင်းထုတ်လုပ်မှုပမာဏတိုးတက်အောင်လဲလှုံ့ဆော်နိုင်လိမ့်မယ်လို့ထရမ့်ကကြွေးကြော်ထားတာပါဒါပေမဲ့သူ့ရဲ့စီးပွားရေးမူဝါဒတွေကစကူမကူကာလကိုဖျက်ဆီးနေစေဖြစ်လို့အမေရိကန်စီးပွားရေးကျဆင်းမှုမရှိနိုင်ဘူးဆိုတဲ့အာမခံချက်မျိုးကိုလည်းမပေးနိုင်ကြောင်းထရမ့်ကအရေးအမွတ်ပြောကြားခဲ့ပါတယ်။သတင်းတောက်တွေကအမေရိကန်စီးပွားရေးဟာ ကြဆင်းမှုအခြေအနေတနည်းအားဖြင့်စီးပွားရေးတိုးတက်မှုနှုန်း3လပတ်2ကြိမ်ဆက်အနှုတ်လက္ခဏာပြနိုင်သလားလို့မေးခွန်းထုတ်တဲ့အခါထရမ့်ကသူဟာအဲ့ဒီခမှန်ချက်တွေအတွက်ထင်ကြီးမပေးလိုဘူးလို့ညှင်းဆန့်ခဲ့တာပါတစ်ဖက်မှာတော့ထရမ့်ရဲ့ကုန်းသွဲခွန်တိုးကောက်မဲ့မူဝါဒတွေကခုတစ်မျိုးတော်ကြတစ်မျိုးပြောင်းလဲနေပြီးတည်ငြိမ်မှုကင်းမဲ့နေသလိုအဲ့ဒီအခြေအနေကရင်းနှီးမြှုပ်နှံသူတွေနိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်တွေကြားမှာအနာဂတ်ကိုမှန်းဆဖို့မလွယ်ပဲယုံကြည်မှုညော့နေတဲ့အခြေအနေတွေဖြစ်လာစေပါတယ် ။ဒါကြောင့်လည်းနိုင်ငံတကာရှယ်ယာဈေးကွက်တန်ဖိုးတွေမှာကိန်းကနန်းတွေကတိတိတသားထိုးကြကုန်တာဖြစ်ပါတယ်။ Trump သမ္မတဖြစ်လာပြီးတလလောက်အကြာ February 16ရက်နေ့မှာ American ရဲ့အကြီးမားဆုံး S&P 500ရှယ်ယာဈေးကွက်ကြီးတစ်ခုလုံးရဲ့တန်ဖိုးကသမိုင်းတလျှောက်အဆိုးဆုံးအခြေအနေအဖြစ်600ခိုင်နှုန်းလောက်ကျဆင်းခဲ့တယ်လို့သိရပါတယ်။ဒါဟာတန်ကြေးအဖြစ်ဒေါ်လာ6 trillion လောက်အထိများပြားတဲ့ဆုံးရှုံးမှုပါ။ Trump ရဲ့လူယုံတော်အကြံပေး ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တဦးဖြစ်တဲ့ Elon Musk ပိုင်ဆိုင်တဲ့လျှက်စက်ကားကုမ္ပဏီ Tesla ကလည်းရှယ်ယာတန်ဖိုး15.400ခန်းတုံးခုန်ဆင်းသွားပါတယ်။ဉာဏ်ရည်တုနေပညာကုမ္ပဏီကြီး Nvidia ရဲ့ရှယ်ယာတန်ဖိုးကလည်း March 10ရက်နေ့မှာ900ခန်းလုံးကြာရေးပြနေပြီးတခြားနည်းပညာလုပ်ငန်းစုတွေဖြစ်တဲ့ Meta, Amazon နဲ့ Alphabet တို့ရဲ့ share တွေပါတိတိတသားအနှုတ်လက္ခဏာပြနေတယ်လို့သိရပါဗျ။အင်ဖြူတော်ကတော့ဒီအခြေအနေတွေဟာ ရေတိုကြုံရမှုမျိုးသာဖြစ်နိုင်တယ်လို့မှတ်ချက်ပေးထားပါတယ်။အင်ဖြူတော်ပြောရေးစခွင့်ရအရာရှိကစက်မှုလုပ်ငန်းရှင်ကြီးတွေဟာ Trump ရဲ့မူဝါဒတွေကိုယုံကြည်တာကြောင့်ဒေါ်လာတွေထရီလီယံနဲ့ချီရင်းနှီးမြှုပ်နှံဖို့ကတိပြုထားကြောင်းမတ်လ10ရက်နေ့မှာပြောကြားသွားပါတယ်ရှင်။ပြန်လည်ဆက်ဆေးသုံးသပ်မှုတွေအပြီးအမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USA ရဲ့နိုင်ငံတကာအထောက်အပံ့စီမံကိန်းတွေထဲက83ရာခိုင်နှုန်းကိုပယ်ဖျက်လိုက်တယ်လို့အမေရိကန်နိုင်ငံသားကြီးဝန်ကြီးကပြောကြားခဲ့ပါတယ်။ သမရထရမ်က USA ရဲ့လုပ်ငန်းလည်ပတ်မှုတွေကိုယာယီဆိုင်းငံ့ပြီးပြန်လည်ဆန်းစစ်ဆေးဖို့အမိန့်ပေးခဲ့တဲ့နောက်သတင်း6ပတ်အကြာမှာနိုင်ငံသား၏ဝန်ကြီးမာကိုရူဘီရိုကအခုလိုမှတ်ချက်ပေးခဲ့တာပါတနည်းအားဖြင့်တော့ကောင်းမွန်တဲ့ရည်မှန်းချက်တွေနဲ့ဆယ်စုနှစ်ပေါင်းများစွာအချင်းယူတည်ဆောက်ခဲ့ရတဲ့ဖွံ့ဖြိုးရေးအထောက်ပံ့ပေးရေးကဏ္ဍအသီးသီးဟာစီမံကိန်းတစ်ခုလုံးစာပမာဏမျိုးပယ်ဖျက်ခံရတဲ့သဘောပါ USA ရဲ့နိုင်ငံတကာထောက်ပံ့ရေးစီမံကိန်းပေါင်း6200ရဲက 5200လောက်ကိုဖျက်သိမ်းသွားမှာဖြစ်တယ်လို့ Rubiro ကမတ်လ10ရက်နေ့မှာပြောကြားခဲ့ပါတယ်။အဲ့ဒီလိုထိရောက်ပြက်သားတဲ့အပြောင်းလဲတွေကိုဖန်တီးဖို့အတွက်သက်ဆိုင်ရာတာဝန်ရှိသူတွေကအချိန်ယူအပင်ပန်းခံပြီးချိုးချိုးဆဆလှုပ်ဆောင်ခဲ့ကြတယ်လို့လည်း Rubiro ကသူ့ရဲ့လူမှုကွန်ရက်မီဒီယာ X အကောင့်မှာရေးသားထားတာပါ။အခုအစီအစဉ်မှုတွေကိုနိုင်ငံသားရေးဝန်ကြီးဌာနအပြင် Elon Musk ဥဆောင်နေတဲ့ American အစိုးရအသုံးစရိတ်ခြွေတာရေးလုပ်ငန်းစဉ်တွေကိုကြီးကြပ်တဲ့ဌာန DOGE ကပါပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့ Rubio ကဆိုပါတယ်။ USA ရဲ့နိုင်ငံတကာအထောက်ပံ့တွေပမာဏအလုံးအရင်းနဲ့ပယ်ဖျက်မဲ့ကိစ္စအပေါ် American နိုင်ငံသားရေးဝန်ကြီးဌာနကတော့တိကျမှတ်ချက်မပေးသေးပါဘူး။ပြီးတော့လွှတ်တော်ရဲ့ထောက်ခံမှုမပါပဲအဲ့ဒီလိုမျိုးနိုင်ငံတကာအထောက်ပံ့တွေကိုအစိုးရရဲ့ကိုပိုင်သဘောဆန္ဒနဲ့ဖြတ်တောက်မှုကတရားမဝင်ဘူးဆိုတော့ဆွဆွဲဝေဖန်မှုတွေနဲ့ပတ်သက်လို့လည်းနိုင်ငံသားရေးဝန်ကြီးဌာနစီကတုံ့ပြန်မှုတွေမရှိသေးပဲအထံတိတ်နေစေဖြစ်ပါရဲ့ရှင်။ အီလွန်မတ်ကသူပိုင်ဆိုင်တဲ့လူမှုကွန်ရက်ဝန်ဆောင်မှုကုမ္ပဏီ X ဟာကြီးမားတဲ့ సైబర్ တိုက်ခိုက်မှုတစ်ခုနဲ့ကြုံတွေ့ခဲ့ကြောင်းအတည်ပြုခဲ့ပါတယ်။အရင်က Twitter အဖြစ်ရှိခဲ့ရကမတ်ရဲ့သိမ်းပိုက်ဝယ်ယူမှုအပြီးနမည်ပြောင်းခဲ့တဲ့ X ကိုပုံမှန်သုံးဆွဲသူတွေကမတ်ရဆယ်ရက်နေမနက်အစောပိုင်းကစလို့အစင်မပြေမှုတွေကြုံတွေ့လာခဲ့ရပါတယ်။အာရှဥရောပနဲ့မြောက်အမေရိကတို့အပါအဝင်ကမ္ဘာအနှံ့ကသုံးဆွဲသူတွေဟာ AIDS ကိုချိတ်ဆက်လို့မရဘဲဖြစ်နေခဲ့ကြောင်းအသီးသီးစောတကတက်ခဲ့ကြတာပါ။ အဲ့ဒီနောက် mask က H ဟာအတိုင်းအတာကြီးမားတဲ့ cyber attack ခိုင်းမှုတစ်ခုကိုကြုံတွေ့ခဲ့တာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ March 10ရက်နေ့မှာတော့ H ဟာသုံးဆွဲလို့ရတချက်မရတချက်ဖြစ်နေခဲ့တယ်လို့ဆိုပါတယ်။ Elon Musk ဟာ American အစိုးရဝန်ထမ်းတွေအများအပြားကိုထုတ်ပယ်ပြီးဝန်ထမ်းအင်အားရှော့ချနေတဲ့သမ္မတ Trump ရဲ့မူဝါဒတွေကိုလက်တွေ့ကြည့်မှုအကောင့်ထဲဖော်နေပြီးအဲ့ဒီအခြေအနေကသူ့အပေါ်ခါးသီးတဲ့အမြင်တွေကိုလည်းဖြစ်ပေါ်လာစေပါတယ်။ Ace ကိုပြစ်မှတ်ထားခဲ့တဲ့ cyber attack မှုဆိုတာက အဲ့ဒီနောက်ခံအခြေအနေနဲ့ဆက်ဆက်သလားဆိုတာကိုတော့တိတိကျကျမသိရသေးပါဘူး။ mask ကတော့ဒီကိစ္စဟာသူ့ကိုအညှိုးထားတဲ့တိုက်ခိုက်မှုတစ်ခုဆိုတဲ့သဘောမျိုးမှတ်ချက်ပေးထားသလိုအဲ့ဒီကိစ္စမျိုးကိုလှုပ်ဆောင်ဖို့အင်မတန်ကြီးမားတဲ့အရင်းအမြစ်လိုအပ်မှာဖြစ်ကြောင်းတနည်းအားဖြင့်နောက်ွယ်မှာနိုင်ငံတစ်ခုခုဓမ္မမဟုတ်အေယာမအဖွဲ့အစည်းကြီးတစ်ခုခု ရှိနိုင်ကြောင်းဆွဆွဲသွားပါတယ်။သူဟာ2022ခုနှစ်တုန်းက Twitter ကိုလက်လွှဲဝယ်ယူပြီးတဲ့အချိန်မှာလဲဝန်ထမ်းအများပြားကိုအလုပ်ထုတ်ပစ်ခဲ့ပြီ ဲ့ဒီအတွက်အကျိုးဆက်အနေနဲ့လူမှုကွန်ရက်ပလက်ဖောင်းရဲ့လုံခြုံရေးနဲ့တည်တည်ငြိမ်ငြိမ်လုပ်ငန်းလည်ပတ်မှုစွန့်ရည်တွေထိခိုက်နိုင်ခြင်းအပေါ်စိုးရိမ်တကြီးထောက်ပြမှုတွေရှိခဲ့ပါတယ်။ Elon Musk ပိုင်ဆိုင်တဲ့နောက်ထပ်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Tesla လက်စက်ကားကုမ္ပဏီကထုတ်လုပ်တဲ့ Model Car တွေဓာတ်အသွင်စင်တာတွေဟာလည်းပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း American အပါအဝင်ကမ္ဘာနိုင်ငံတချို့မှာပြစ်မှတ်ထားတိုက်ခိုက်မှုဖြက်ဆီးမှုတွေကြုံတွေ့ခဲ့ကြောင်းသိရပါရဲ့ရှင်။ People Spring ရဲ့နောက်ဆုံးရနိုင်ငံတကာသတင်းဖြစ်ရတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါရရှင်။